အားလုံးဝမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကရင်းနှီးမြှုပ်နှံမှုအတွက်သိထားတဲ့ formula လေးတစ်ခုကြောင်းပြောပြပေးချင်ပါတယ်ကျွန်တော် CY ပဲလို့လို့ investment ပဲလို့လို့ကျွန်တော်အခြေခံသိထားတဲ့ formula တွေ theory တွေဒါတွေကျွန်တော်တို့ကနားလည်ထားပြီးပို့ပြီးတော့မှအကျိုးမျိုးရှိတယ်ဖြစ်ပါပထမတော့ကျွန်တော် investment တစ်ခုကိုလုပ်တယ်အချိန်ဘယ်လောက်ကြာလို့ရှိရင်တော့အခုအတွက် profit တွေဘယ်လောက်ပြန်ရမလဲကိုယ့်ရဲ့ကျော်ဝမှုပမာဏဘယ်လောက်ဖြစ်လာမလဲဒါတွေကျွန်တော်တို့ကသိထားဖို့လိုတယ်သိထားဖို့လိုတယ်ဆိုတော့ကျွန်တော် formula တွေ theory တွေကအများကြီးရှိနေအဲ့မှာ တော်တော်များများလေးသိတဲ့တကယ်ရိုးလေးရိုးရှင်းတဲ့အခြေခံလေးကြားတဲ့ formula လေးတစ်ခုကြောင်းကျွန်တော်ဝင်မြောက်တွေ့ခြင်းပါတယ်။အဲ့ဒါတော့ဘာလဲဆိုရင် rule of 72ပေါ့နော်ကျွန်တော်ခုနှစ်စနစ်စီမြင်ပေါ့။ဒီ rule of 72ကဘယ်လိုအသုံးချလို့ရလဲဆိုတော့ကိုက investment တစ်ခုကိုလုပ်တာပြီးကိုယ့်ရဲ့ investment ကဘယ်နှစ်နှစ်ကြာလို့ရှင်တော့နှစ်ဆပြန်ရအဲ့တော့ကျွန်တော်ဒီကိုထည့်လိုက်တဲ့ investment နှစ်ဆပြန်ရခြင်းနဲ့ဘယ်နှစ်ဆောင်အောင်လဲဒါဆိုရင်ကျွန်တော်တို့ကဒီ rule of 72နဲ့ကျွန်တော်တို့ plot လို့ရတယ် အဖုံလာချက်ချင်းလေးပဲကျွန်တော်တို့ကြားတဲ့နှစ်စဉ်ဒီအကျိုးမြတ်ပေါ့နော် return နဲ့ကျွန်တော်တို့ဒီ80နှစ်ကိုစားလိုက်အောင်ဒါမှကျွန်တော်တို့တစ်နှစ်ကို100ခန်းလုံးရတယ်ဆိုရင်80နှစ်ကိုတည်ပြီးတော့ကျွန်တော်ရှင်းနဲ့စားလိုက်အောင်ပဲကျွန်တော်စားလိုက်ရင်ရှစ်ပိုးဒီ80နှစ်ပေါ့ကျွန်တော်ကကိုနှစ်ကြာတဲ့ချိန်မှာကိုရင်းနှီးမြှုပ်နှံမှုရဲ့နှစ်ဆောက်တာပြန်ရမှာဖြစ်ပါတယ်ဒါမှကျွန်တော်တို့ကတစ်နှစ်ကိုဒေါ်လာ9000ရင်းနှီးမြှုပ်နှံတယ်ခုနအကျိုးမြတ်ကဒီ100ခန်းလုံးနဲ့ဆိုရင်ကျွန်တော်ကကိုနှစ်ကြာတဲ့ချိန်မှာဒေါ်လာ1000နီးပါးပေါ့နော် ဒီဒီမှာတော့ကျွန်တော်တို့တွက်ချက်မှုရဆိုရင်4,500ဒေါ်လာကျော်ကျော်ပေါ့။ကြာရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကဒီ CY ပဲလုပ်လို့ investment ပဲလုပ်လို့ကျွန်တော်တို့ကသူသူကတော့ရေရှည်လုပ်ပြီးကျွန်တော်တို့ဒီအကျိုးမြတ်တွေကြွယ်ဝမှုတွေတွက်ချက်ဖို့အတွက်ကျွန်တော် formula လေးလည်းဒါချိန်ခံနေတယ်။သိချတဲ့။ဒါတော့ခုနဒီ rule of 72ကလည်းဒါ powerful tool ဖြစ်ပါတယ်။ မကိုရဲ့ investment နဲ့ပတ်သက်လို့ကိုရဲ့ CY နဲ့ပတ်သက်လို့ကျွန်တော်တို့ကသိကျင်တဲ့ solution ပြချက်ကျင်တဲ့ဆိုရင်ကျွန်တော်တို့ခုနဒီ Google တို့ ChatGPT တို့မှာလည်းဒီ formula ကိုကျွန်တော်တို့ကအသုံးချပြီးတော့တွေ့ကြည့်လို့ရပါတယ်။အားလုံးပဲ CY နဲ့ရင်းနှီးမြှုပ်နှံမှုအသိပညာတွေကျော်ဝါကြပါစေ။အားလုံးကျေးဇူးများကြပါတယ်။